င်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းဌာနမှာ2025ခုနှစ်မလ17ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ20ဒီဂရီဆက်စီယက်68ဒီဂရီဖာရန်ဟိုင်းနဲ့ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ22ဒီဂရီဆက်စီယက်82ဒီဂရီဖာရန်ဟိုင်းစီတို့ဖြစ်ကြပါတယ်ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းယူရရှိတဲ့ပုံအရာ ကပလီပင်လယ်မြေတောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာတိမ်သစ်တင်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လေပိုင်းတို့မှာတိမ်ကင်းစင်သလောက်ရှိနေကောင်ကပလီပင်လယ်မြေမြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံမှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းစွန်းဒေသတွေမှာတိမ်သစ်တင်မှာတိမ်ထူထက်နေပြီးအလဲပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာတိမ်ကင်းစင်သလောက်ရှိနေကောင်ကျန်ဒေသတွေမှာတိမ်အနေငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ် မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းသစ်တင်ရှိပါမယ်လှိုင်းမြင်မှာမြမကန်ယူနဲ့တခြားနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာ၄ပင်မှာ၆ပင်ခန့်ရှိနိုင်ပါတယ်ဒီကနေ့ညနေဒီခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့စကန်းနဲ့ဒေသကြီးရဲ့ထပ်ပိုင်းမှာနေရာကွက်ကြားမှုတစ်ကြုံရွာပါမယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်သစ်တင်ဖြစ်ထွန်းပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီး ဇဂန်နယ်ဒေသကြီးအောက်ပိုင်းရှန်ဒီနယ်၊ကယားပြည်နယ်၊ဘကိုတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအများအပြားတက်ရပါမယ်။နေပြည်တော်နဲ့နေတဝိုက်တဲ့ဒီကနေ့ညနေတီမိုးလေဝသအခြေအနေခမ်းမန်းကြမှာအများအပြားတက်ရပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ၊တရာဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေတီမိုးလေဝသအခြေအနေခန့်မှန်းကြမှာလိမ့်အများအပြားသိရပါမယ် အမြင့်ဆုံးအပူချိန်မှာလည်း38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းအတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းကြပါလိမ့်။အများအဖြစ်တိုက်ရပါမယ်။အမြင့်ဆုံးအပူချိန်မှာလည်း38ဒီဂရီဆက်စီရဲ့100ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်စကရနေသားကြီးရဲ့ထပ်ပိုင်းနဲ့တနင်းတိုင်းတိုင်းသားကြီးတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00ခန်းချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်